င်တို့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒီတစ်ပတ်ကတော့963ဆိုတော့တော့လဲမရပါလဲမရပါဘောနော်ကျွန်တော်ဒီဟိုထုတ်ခဲ့တာက65နှစ်လားမသိဘူးဘောနော်နည်းနည်းလေးလွယ်တယ်ဘောနော်နောက်ဆုံးထုတ်ခဲ့တဲ့ကျွန်တော်တို့၄ခွဆက်ကလည်းနည်းနည်း336တို့ဘောလို့ဖြစ်သွားတယ်ဘောနော်ကျွန်တော်နှလုံးတော့တူတယ်တလုံးကမပါခဲ့ဘူးဘောနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်အတွက်ဘောနော်ဒါပရမဆုံးကျွန်တော် ီဒဲ3ခွက်ပေါ့နော်အရင်ချပြပေးမှာဖြစ်ပါတယ်။နောက်ရက်တွေကတော့ကျွန်တော်တို့ဒီ Pareto 1 chain တို့ပေါ့နော်စသည်ဖြင့်ကျွန်တော်နေ့စဉ်တင်ပေးသွားမှာပေါ့နော်။ Okay ဒါဆိုရင်ပထမဆုံးကျွန်တော်တို့စကြည့်အောင်ဗျာနော်။ဒါကတော့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒဲ site လေးတွေဖြစ်ပါတယ်ဒီမှာ3ပေါ့နော်ဒီမှာ9ဒီမှာ3ညဒီမှာ4ပေါ့နော်။ okay ဒီ ttt ကိုကျွန်တော်တို့ base ခံပြီးတော့ကျွန်တော်တို့ယူသွားမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဒီ3ဒီကျွန်တော်တို့6နှစ်ဆိုတော့ကျွန်တော်တို့ပေါင်ချင်း8 3ပါဝါ8 နော်တပင်ချားမှာရှိတဲ့နံပါတ်6ဒီကျွန်တော်တို့9ပါဝါခွန်ခွန်ပေါင်းခြင်းလေးဆိုပြီးတော့ကျွန်တော်တို့ရိုက်ပေးတယ်နော်ပါဝါတွေကြီးပဲရိုက်တယ်ပေါ့နော်ဒါဆိုရင်တပင်ချားမှာဒီမှာ3ည3ညပါဝါတီခွန်10ပေါင်းခြင်း5ဆိုပြီးတော့ဆက်ရိုက်ပါတယ်ဒီလိုကြောင့်ဒီမှာရှိနေတဲ့နံပါတ်6 4ပါဝါကျွန်တော်တို့ဒီမှာ6ဆိုပြီးတော့ဖမ်းပေးပါနော်6ပါဝါ6ဖြစ်ဖို့အတွက်63ပေါင်းခြင်းနံပါတ်6ဆိုပြီးတော့3ထိပ်စီကျွန်တော်တို့စပြီးတော့ဖမ်းမယ် เนาะဒုံးဒေစီရသွားရင်တော့ကျွန်တော်တို့ဒီမှာခါးတိုင်ကိုတစ်ချက်ကြည့်ရအောင်ဗျာเนาะခါးတိုင်ကကျွန်တော်တို့ဒီကောင်းလေးတွေအရင်ခြေလိုက်မယ်ဗောနော်ဒီမှာ1 1ဒီမှာ63 09 09ဆိုပြီးတော့အတီတီတွေ့ရမယ်ဗောနော်ဟောပြီးပထမဦးဆုံးအနေနဲ့ကျွန်တော်1 1 3ဒီတပင်ချားမှာ3 3ညဆိုတော့ဒီမှာဗောနော်ပေါင်းခြင်းနံပါတ်3ကိုဖြစ်တယ်เนาะ63 9ဒီ6ဒီလည်း3ည6ဆိုတော့ဒီမှာ6ဆိုပြီးတော့ကျွန်တော်တို့ဖြစ်ခဲ့တယ်ပေါ့เนาะဟုတ်ပြီ ိုဒီကိုပေါ့နော်အဲဒီမှာကျွန်တော်နံပါတ်6ပေါ့နော်နံပါတ်6ဒီကျွန်တော်တို့ဒီမှာခွန်ကိုပေါ့နော်6ဒီဒီမှာနံပါတ်ကိုခွန်ပေါင်းခြင်းနံပါတ်6ပေါ့နော်ဖြစ်ပါတယ်โอเคဒါဆိုရင်ဒီမှာကခွန်ခွန်ပေါင်းခြင်းနံပါတ်နံပါတ်မှာ4ဆိုတာရှိတယ်ပေါ့နော်4ဒီကျွန်တော်ဒီမှာ4ဆိုပြီးတော့ဖမ်းမယ်ပေါ့နော်နော်ဒါဆိုရင်ကျွန်တော်တို့ ဒီမှာပေါ့เนาะ၄ဆိုရင်ဘာဖြစ်မလဲ1ပေါ့เนาะ3 1ပေါင်းခြင်းနံပါတ်3နံပါတ်4ပေါ့เนาะဟုတ်ပြီဒါပရမအဆုံးကျွန်တော်တို့ဒဲတကွက်ပေါ့เนาะဒဲတကွက်ဖြစ်တယ်ဒဲဆိုတော့ကျွန်တော်တို့ဒီမူလေးကလည်းလာတာဖြစ်တဲ့အတွက်စောစောစီစီဒါတင်ပေးလိုက်တယ်ပေါ့เนาะနောက်ကတော့ဒီကောင်ကကျွန်တော်တို့၄ကတ်ဆိုက်ပေါ့เนาะကျွန်တော်တို့အပိတ်မှာတော့3ကတ်ဆိုက်ကျွန်တော်တို့ဖမ်းမှာဖြစ်ပါတယ်3ကတ်ဆိုက်ကပေါ့ဒီမှာကျွန်တော်တို့6 6ဒီမှာ9 9ဒီမှာ3 9ဆိုပြီးတော့အတီးတီးတွေ့ရပါပဲပေါ့เนาะ ။ Okay ပထမဆုံးတစ်ခုကိုကျွန်တော်တို့အရင်ရှင်းကြည့်အောင်ပေါ့နော်။6 6เนาะဘောင်းကျင်းနံပါတ်4ဒီကျွန်တော်ဒီမှာခွန်ခွန်3ညဆိုပြီးတော့ဘောင်းကျင်းနံပါတ်4လို့ဖြစ်တယ်เนาะ။ဒီမှာခွန်ခွန်ဘောင်းကျင်းနံပါတ်4ဒီလဲကျွန်တော်တို့ဒီမှာ3ခွန်4ဆိုပြီးတော့ကျွန်တော်ဘောင်းကျင်းနံပါတ်4လို့ဖြစ်ပါတယ်เนาะ။ဒီတော့ကျွန်တော်ဒီမှာ3ခွန်ပေါင်းခြင်းနံပါတ်နံပါတ်3ညတီเนาะကျွန်တော်ဒီမှာ3ညဆိုပြီးတော့ဖမ်းမယ်5 6ကိုပေါင်းခြင်းနံပါတ်တီ 3ညပေါ့เนาะโอเค5 6 9ဒီတော့ကျွန်တော်တို့ရတဲ့ကဏ္ဍနေဒီ3 1 9เนาะတော့3 break တစ်ခွဲတည်းပဲကစားရမယ်ပေါ့เนาะဟုတ်ပြီကျွန်တော်အစားဆုံး run through လေးပြန်ပြီးတော့သွားကြည့်ပေးမယ်ပေါ့เนาะโอเคပါပထမဆုံးအနေနဲ့ထိပ်စီးကတော့3 power 6 9 power 4 3ည power 5 4 power 9နော်ဒါဒေစီအနေနဲ့3ရပြီဒီမှာ3တီ3လို့ရိုက်တယ်6 3 9တီလည်း9လို့ရိုက်တယ်ခွန်9ပေါင်းချင်း6တီလည်းခွန်9ပေါင်းချင်း6လို့ရိုက်တဲ့အတွက် ခွန်ခွန်ဒီပေါင်းခြင်းလေးဖြစ်တဲ့အတွက်သုံးတက်ပေါင်းခြင်းလေးကိုဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ဒီမှာ၈၆ပေါင်းခြင်းလေးဒီခွန်ခွန်၃ည၄လို့ဖြစ်တယ်။ခွန်ခွန်ပေါင်းခြင်းလေးဒီလည်း၃ခွန်လေးပေါင်းခြင်း၄လို့ဖြစ်တယ်။ဒီတော့ကြောင့်၃ခွန်ပေါင်းခြင်း၃ည၅၆၉ဆိုတဲ့ပေါင်းခြင်း၃ညလို့ဖြစ်မယ်။၃တက်၉ဓာတ်ရိုက်ထိုးရမယ်ပေါ့နော်။အစောကြီးတင်ပေးထားပါတယ်။အားလုံးပဲခုရေကစာထိုးလို့ရပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ပါဘူးနော်။အားလုံးဘိုင်ဘိုင်ပါ